Hello Alonma welcome back ဆုမပန်းကနေဆိုအလွန်ပြန်လည်ပြည့်ကျေးဇူးလိုက်ပါတယ်ဒီနေ့ဆိုအာအလွန်ဘာသာပြမှာလဲဆိုတော့အာဒါလေးပါဒါလေးကတော့ sea grapes လို့ခေါ်ပါတယ် sea grapes ဆိုတာကအပင်လယ်စပြစ်တီးပေါ့နော်သူ့ရဲ့ပုံစံလေးကဒီလိုမျိုးအခိုင်လိုက်လေးတွေအဲအဲ့ဒီမှာမှသူကဒီလိုအသေးသေးသေးလေးအများကြီးပါတယ်ပေါ့နော် ဲ့လိုဟာမျိုးလေးပါဆိုတော့ဒီဟာလေးကိုဆိုတာဒီနေ့ဒီတိုင်းလေးစပြမယ်ပြီးတော့ရင် source နဲ့လေးစပြမယ်သူရဲ့အရသာဘလို့ရှိလဲဆိုတာလေးဆိုသေချာလေးရှင်းပြပေးပါမယ်အားလုံးမတွေ့ရလဲကြာပြီဆိုတော့ဆိုဒီလိုမျိုး exotic food တွေစပြတာကိုလွမ်းနေမယ်လို့လည်းမျှော်လင့်ပါတယ် so အာဆိုတော့ကဆိုဒီနေ့ဒါလေးစပြမှာပဲဖြစ်ပါတယ်အားလုံးပဲဆိုနေတူတူကြည့်ရအောင်နော် ဒါလေးကတော့အာဆိုဒီဟာလေးခုနကပင်လယ်စဖြစ်သေးလေးနဲ့တူတူတွဲစားမယ်ဆော့စ်လေးပေါ့နော်ဆိုဂျင်းနဲ့ကလေးနဲ့ဆိုဒီလိုမျိုးနနမင်းလေးကိုအပင်လိုက်ကြီးစားချင်တော့ပင်လိုက်ကိုမညက်တညက်ထောင်းပြီးတော့မြေဒီစင်လေးနဲ့အာဆော့စ်လေးလောက်ထားရပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့တူတူတွဲပြီးတော့စားပါမယ်ဆိုတော့စကရင်လေးရှင်းလိုက်ပါအောင်မယ်အားလုံးပဲတောက်ပါအောင် ဘာမှ source တွေပါတယ်နဲ့ဘာမှမတိုးစားပဲနဲ့ဆိုဒီဟာလေးကိုဒီတိုင်းလေးအရင်ဆုံးစပြမယ်ပေါ့နော်သူရဲ့အနာကကြတော့ဘာနဲ့တူလဲဆိုတော့သူကန်းချီကိုသွားတဲ့အခါကျရင်ဒီတောင်ပြင်မှာရှိတဲ့တဲပေါ့နော်တဲနဲ့ပင်လယ်လေကနေပြီးတော့တိုက်လာတဲ့အနံအဲ့အနံပေါ့နော်လုံးဝ အဲ့လိုမျိုးရှူလိုက်တာနဲ့လောကကန်းချီရောက်သွားတဲ့အနံ့ပေါ့နော်အဲ့လိုပုံစံမျိုးရပါတယ်အဲ့လိုဆိုတော့ fresh အနံ့လည်းဟုတ်တယ်ဒါပေမဲ့မကြိုက်တဲ့သူဆိုရင်တော့ဒီအနံ့ကိုကြိုက်လောက်မယ်လို့လည်းမထင်ဘူးပေါ့နော်အဲ့တော့ဆိုဒါလေးကိုအရင်ဆုံးစပြမယ်စပြမယ်ဆိုတော့ကဆိုတော့မြည်ကြည့်ပါအောင်အားလုံးအရင်ဆုံးကြည့်ပါအားဆက်စမြည်ကြည့်မယ်နော် ဲ့တော့သူ့ရဲ့အရာပါကလေဒီဟာကကြောက်ဆိုတာစားဖို့အတွက်ကိုတေချာပြင်ဆင်ထားတာပေါ့နော်ဒီဟာကိုစူးစီကိုရောက်ရောက်ချင်းမှာစူးဖောက်စားကြည့်တော့သူ့ရဲ့အရာတာလုံးဝ taste like the ocean မှာလုံးဝလုံးဝပင်လေရေပဲဘာလို့သူ့ရဲ့ဒီထဲမှာရှိရဲ့ဒီ bubble ပေါ့နော်ဒီလိုမျိုးအတိအတိလေးတွေကသူရေတွေကိုစုပ်ယူထားဖြစ်တယ်ပေါ့နော်အဲ့ဒီအခါကျတော့သူကပင်လယ်ရေတွေကိုသူကအပြည့်ဟွာစုပ်ယူထားတယ်အဲ့တော့သူဒီဟာကိုဒီတိုင်းအဲ့ဟိုအလွတ်ပေါ့နော်ရေပဲစေးပြီးတော့ပေါ့နော်ရေလည်းမစိမ့်မင်းနဲ့စားလိုက်တဲ့အချိန်မှာအရန်အရန်ကိုငံပါတယ်အာဘလို့ငံလဲဆိုတော့လုံးဝပင်လယ်ရေတောက်လိုက်တဲ့အတိုင်းကိုငံနေပေါ့နော် အဲ့ဒါနဲ့ဆိုတာဒီကောင်စားဖို့အတွက်ကိုစားခဲ့နေဆိုနှစ်နာရီလောက်ကြိုပြီးတော့တောက်ရည်ပေါ့နော်တောက်ရည်တန်းနဲ့ဆိုတာကိုစိန်ထားရပါစိန်ထားပြီးတော့ဒါအေးအေးလေးဖြစ်နေအောင်လို့ဆိုရေခဲလေးနဲ့ပေါ့နော်ဆိုတော့အာသူ့ရဲ့အရာတာကကြတော့ဘာနဲ့တူလဲဆိုတော့ကမာနဲ့တူပါတယ်ကမာကိုအစိမ်းစားရတဲ့အရာတာနဲ့တူတယ်လုံးဝအရာတာကမာစားနေရတယ်လို့ပဲဒါပေမဲ့သူကကမာထက်ပိုပြီးနည်းနည်းလေးအနှံ့ပိုပြင်းနေပြီးတော့ချွဲပေါ့နော် ဝိုင်းဝိုင်းနဲ့တော့အထက်အဲ့လိုချွတ်ချွဲလေးဖြစ်နေရပေါ့နော်ဆိုတော့အမကြိုက်တဲ့သူဆိုတော့လုံးဝကြိုက်လောက်မယ်လို့ဆိုတော့မထင်ဘူးအဲ့တော့အမ်ဆိုဆော့စ်လေးနဲ့တွဲပြီးရစကြည့်မယ်နော်ဒီမှာဒါလေးကိုဆော့စ်လေးနဲ့တွဲပြီးရစကြည့်ပါမယ်အမ်ကောင်းမကောင်းကတော့ sauce ကတော့ပုံမှန်ဆိုရင်သူက seafood sauce နဲ့စားကြရပါတော့။ဆိုတော့ကြတော့ပမာလိုပဲမကြီး sauce နဲ့စားမှာဆိုတော့ကောင်းတော့ကောင်းပါပါ။ဆိုတော့အားလုံးမစားကြပါဘူး။ စိမ်းနဲ့တွဲစားတော့တော်တော်လေးကောင်းသွားတယ်။လုံးဝအဲ့လိုတကယ်ကမာကိုကမာအောင်မထထထထလေးနဲ့ဆော့စင်းနဲ့တွဲစားလိုက်တဲ့အချိန်မှာပို့ပြီးတော့သူ့အရသာကအဲ့လိုချွဲတဲ့အရသာလေးနည်းနည်းပျောက်သွားရပေါ့နော်။မဟုတ်ဆိုသူတော်တော်လေးချွဲရလို့ပြောရမယ်။စိုင်းနဲ့လေအဲ့လိုပါစက်တယ်မှာတော်တော်လေးချွဲလာတယ်။ကဲအဲ့ဆော့စင်းနဲ့တွဲစားမယ်နော်။ à uhm. Mm. <coughs> ok so uh, now try and nearly touch on my bono PLE ยายเว้ยอุ้ยเป็นยายเว้ย

ဆိုတော့ဆိုဒါလေးကိုအိမ်ကလူတွေလည်းဆိုလိုက်ကြွေးလာမှာပေါ့နော်အမ်ဆိုအနေနဲ့ပြောရရင်တော့ဒါကဆိုကလုံးဝဆိုပွားမှာပထမအဦးဆုံးစားဖူးတာဆိုတော့ first try အနေနဲ့ဆိုရင်အမ်စားရာကအာပေးရတဲ့စိန်နဲ့တော့တန်နေပေါ့နော်ပြောရရင်သူရေနဲ့စိန်လိုက်တဲ့ခါကျတော့သူ့မှာလုံးဝအငံတက်မရှိတော့ဘူးမရှိတော့ပဲねသူကအလိုလုံးဝစားရတဲ့အချိန်မှာအဲ့ဒီဖောက်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 ဆိုရဲဖြစ်တဲ့ခံစားချက်လေးကအရင်စားလို့ကောင်းနေပေါ့နော် ပြီးတော့အာကမာကြိုက်တဲ့သူတွေဆိုတော့တကောင်လေးကိုတော်တော်လေးကြိုက်နေမယ်။ဒါမဲ့သူပြောသလိုပဲရေကို2နာရီလောက်စိမ်ပြီးတော့မှစားပေါ့နော်။အဲ့တော့မှပို့ပြီးတော့သူကသူ့ရဲ့အငံတက်တွေကလုံးဝမရှိတော့ဘဲနဲ့စားလို့ပိုကောင်းလာလိမ့်မယ်။ အဲ့တော့အာဒါလေးကိုစုအနေနဲ့ first try ကတော့စားလို့ကောင်းလားဆိုရင်တော့စားလို့တော့ကောင်းပါရဲ့ဒါပေမဲ့နောက်တစ်ခါထပ်စားအောင်မလားဆိုရင်တော့စုအနေနဲ့တော့နောက်တစ်ခါတော့ထပ်ပြီးတော့မ try တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အာကောင်းလေးကိုအနံ့နည်းနည်းလေးမကြိုက်ဘူးပေါ့နော်မကြိုက်တဲ့ထဲမှာပါတယ်အနံ့အရင်ကြီးမကြိုက်ဘူးဒါပေမဲ့ သူ့စားရတဲ့ dustal လေးကတော်တော်လေးစားလို့ကောင်းတယ်အဲ့လိုဆိုတော့ဒီဟာလေးကိုတော့ဆိုကောအောင်လို့စားမယ်နာမည်နောက်ထပ်တော့အစ်ထက်ဝင်စားတော့ပေါ့နော်ဗီဒီယိုလေးကိုဆိုချင်တာမှပဲရက်ချင်ပါရဲ့ပေါ့နော်ကျေးဇူးပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းချစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြန်တွေ့ပါမယ်ပေါ့နော် vlog လေးကနေစပြီးတော့ဆိုဒီ2025တစ်နှစ်လုံးကိုဆိုစူးစားပြီးတော့ vlog တွေကိုတင်နိုင်တော့စူးစားပါမယ်ကျေးဇူးပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမေတ္တာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်မေတ္တာ嗯。Mm.